်မင်္ဂလာပါရှင်ဒီကနေ့မှာတော့2025ခုနှစ်မလအတွင်းမြန်မာနိုင်ငံတဝန်းမှာအကြမ်းဖက်ဆဲအုပ်စုကကျူးလွန်ခဲ့တဲ့လူ့ခွင့်ရေးချိုးဖောက်မှုတွေကိုအစီရင်ခံတင်ပြပေးသွားမှာပဲဖြစ်ပါတယ်အကြမ်းဖက်ဆဲအုပ်စုကကျူးလွန်ခဲ့တဲ့လူ့ခွင့်ရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီးမလအတွင်းမှာကောက်ယူရရှိခဲ့တဲ့မှတ်တမ်းတွေအရအတင်းအဓမ္မစေကိုင်းခံရတဲ့အမှုပေါင်း113မှုနဲ့ နေအိမ်နဲ့ကိုပိုင်ပစ္စည်းတွေကို မိရှုဖျက်ဆီးတဲ့အမှုပေါင်း၁29မှုကိုတွေ့ရပြီးအခြားချိုးဖောက်မှု156မှုအပါအဝင်လူခွေရေးချိုးဖောက်မှုစုစုပေါင်း641မှုကိုရရဆက်ဆက်ကျူးလွန်ခဲ့တာကိုတွေ့ရပါတယ်ဒီလူခွေရေချိုးဖောက်မှုတွေကိုမန္တလေးတိုင်းမှာ123မှုစကိုင်းတိုင်းမှာ108မှုမကွေးတိုင်းမှာ108မှုနဲ့အခြားတိုင်းရဲ့ပြည်နယ်တွေမှာဖြစ်ပွားခဲ့တဲ့ချိုးဖောက်မှုတွေကိုမှတ်တမ်းတင်ရယူနိုင်ခဲ့ပါတယ်။ ချမ်းဖတ်ဆုပ်စုဟာလေချောင်းတက်ခိုက်မှုတွေကိုလည်းဆက်လက်ကျူးလွန်နေဆဲဖြစ်ပြီးတော့မလအတွင်းစကိုင်းတိုင်းမှာ53ကျင်းမင်္ဂလေးတိုင်းကို53ကျင်းအခြားတိုင်းနဲ့ညီများမှာတော့စုစုပေါင်း128ကျင်းတိုင်းတိုင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ဒီလေချောင်းတိုက်ခိုက်မှုကြောင့်တိုင်းနယ်ပြည်အသီးသီးမှာစုစုပေါင်းလူနေအိမ်938လုံး၊စာတင်ကျောင်း8လုံး၊ဘာသာရေးအဆောက်အုံ36ခု၊ကျန်းမာရေးအဆောက်အုံ1ခု ဆိုးရွားစွာဖြစ်စည်းဆုံးရှုံးခဲ့ရပြီးတော့တည်ဆုံးသူစုစုပေါင်း202ဦးနဲ့ဒဏ်ရာရသူစုစုပေါင်း338ဦးထိရှိခဲ့ပါတယ်။ဒါအပြင်မလအတွင်းမှာအစိုးလိုက်ပြုံလိုက်တပ်ဖြတ်ခံခဲ့ရသူစုစုပေါင်း138ဦးရှိခဲ့ပါတယ်။အထူးဆိုးရွားတဲ့လူခွင့်ရေးချိုးဖောက်မှုဖြစ်စဉ်တွေအနေနဲ့ 2025ခုနှစ်မတ်လ4ရက်နေ့မှာမန္တလေးတိုင်းငင်းကြံခရိုင်တောင်တာမြို့နယ်လက်ဆောင်ကျေးရွာကိုတိုက်ပွဲဖြစ်ပွားတာမရှိဘဲအချမ်းပတ်ဆဲအုပ်စုက Jet Fighter တစ်စီးအသုံးပြုပြီးပေါင်900ဘုံနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။အဲဒီတိုက်ခိုက်မှုကြောင့်အသက်မပြည့်သေးတဲ့ကလေးငယ်2ဦးကိုဝင်ဆောင်မိခင်နဲ့သက်ကြီးရွယ်ဦးတအူးအပါဝင်ပြည်သူ6ဦးသေဆုံးခဲ့ရပြီးရှိဦးပြင်းထန်ဒဏ်ရာရရှိကနေအိမ်28လုံးမိလောင်ပျက်စီးခဲ့ရပါတယ် 2025ခုနှစ်မတ်လ16ရက်နေ့ညနေ9:00ခွဲအချိန်မှာချမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့စင်ရတနာပရိယတ်ချီစာတင်တိုက်ကိုအကြမ်းဖက်ဆဲအုပ်စုကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။အဲဒီတိုက်ခိုက်မှုကြောင့်တန်ငါရောနှစ်ပါးအသက်18နှစ်အောက်ကိုရင်၅ပါးအရက်သားပြည်သူအမျိုးသား2ဦးနဲ့အမျိုးသမီး2ဦးစုစုပေါင်း10ဦးအသက်ဆုံးရှုံးခဲ့ရပြီးထိခိုက်ဒဏ်ရာရသူအများအပြားရှိခဲ့ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုမတိုင်ခင်နှစ်ရက်အလိုမလ14ရက်နေ့ညနေပိုင်းကလည်းအကြမ်းဖက်ဆဲအုပ်စုကနေမန္တလေးတိုင်းစင်ကူးမြို့နယ်လက်ပံလာကျေးရွာရဲ့ဈေးကိုလေချောင်းအုံပြုတိုက်ခိုက်ခဲ့ရာကြောင့်လေးလာသားကလေးတငယ်တဦးအပါဝင်ကလေးတငယ်စုစုပေါင်း6ဦးနဲ့အရက်သားပြည်သူ22ဦးအသက်ဆုံးရှုံးခဲ့ရပါတယ်။ရွေကျဲရှိရှိတိုက်ခိုက်တာကိုမဟာဗျူဟာတရက်အနေနဲ့ကြဲကြဲပြန့်ပြန့်ကျင့်သုံးနေပြီးဒီလိုတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေအပါအဝင်အယက်သားပြည်သူတွေရဲ့အသက်ဆုံးရှုံးမှုကိုဖြစ်ပေါ်စေခဲ့ပါတယ်။အကြံဖတ်ဆဲအုပ်စုဟာ2021ခုနှစ်အာနာသိယံကျိုးပန်းစဉ်ကလေးကယခု2025ခုနှစ်အထိအယက်သားပြည်သူတွေကိုတေချေပျက်စီးစေလိုတဲ့ရည်ရွယ်ချက်နဲ့အထူးကပြတ်မှတ်ထားတိုက်ခိုက်နေစေပဲဖြစ်ပါတယ်။ ဒါဟာနိုင်ငံတကာစစ်ပွဲဆိုင်ရာရာဆွဲမှုတွေအပါအဝင်နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေတွေကိုပေါ်ပေါ်တင်တင်ချိုးဖောက်ပြီးရာဆွဲမှုတွေကိုဆက်လက်ကျူးလွန်နေတာပဲဖြစ်ပါတယ်။ဒါအပြင်အကြံဖတ်စေအုပ်စုဟာအများပြည်သူဆိုင်ရာနေရာများကိုတိုက်ခိုက်တာနဲ့ကလေးတငယ်တွေအပေါ်ထိခိုက်သေးချေစီတာတွေကလည်းနိုင်ငံတကာလူသားချင်းစာနာမှုဥပဒေ International Human Rights Law ကတားမြစ်ထားတဲ့အချက်တွေကိုကြောက်ကြောက်တင်တင်ကျူးလွန်နေရပဲဖြစ်ပါတယ်။ ဒါအပြင်လက်နက်ကိုင်ပြိပခါများအတွင်ကလေးတငယ်တွေကိုကောက်ွယ်ပေးရမယ့်အချက်တွေကိုကျူးလွန်ဖောက်ဖျက်ပြီးကလေးငယ်တွေအပေါ်ကြီးမားတဲ့ကျူးလွန်မှု၆မျိုးမှာအပအဝင်ဖြစ်တဲ့ကလေးတငယ်များကိုထိခိုက်တေကျစေတာတက်ဖြတ်တာစတဲ့အချက်ကိုထင်ထင်ရှားရှားကျူးလွန်နေရပဲဖြစ်ပါတယ်။ဒါအပြင်ကလေးတငယ်များအခွင့်အရေးဆိုင်ရာစာချုပ်ပါကလေးတငယ်များရဲ့အသက်ရှင်ခွင့်ဖွံ့ဖြိုးတိုးတက်ခွင့် ပါဝင်ခွင့်နဲ့ကာကွယ်မှုရရှိပိုင်ခွင့်တွေကိုလည်းပြောင်ပြောင်တင်းတင်းကျူးလွန်ချိုးဖောက်နေရပဲဖြစ်ပါတယ်။အကြမ်းဖက်ဆဲအုပ်စုကကျူးလွန်တဲ့လူခွင့်ရေးချိုးဖောက်မှုဖြစ်စဉ်တွေမှတ်တမ်းတွေကိုလည်းလူခွင့်ရေးဆိုင်ရာဝင်ကြီးဌာနကစနစ်တကျမှတ်တမ်းတင်ထားရှိတာတွေအပါအဝင်လိုအပ်တဲ့အပြစ်ပေးအရေးယူရေးဆိုင်ရာနဲ့တရားမျှတမှုဆိုင်ရာလုံထုံးလုံနည်းတွေအတွက်အသုံးချနိုင်မှုစနစ်တကျဆောင်ရွက်လျက်ရှိပါတယ်။ပြည်သူတရားလုံးတန်းတူညီမျှမှုရရှိရေး ငင်းချင်းရင်းနဲ့တရားမျှတမှုရရှိရေးဆိုတဲ့ဥတည်ချက်တွေကိုခိုင်ခိုင်မာမာလက်ကမ်းဆွဲပြီးအကြမ်းဖက်ဆဲအုပ်စုရဲ့ကျူးလွန်မှုတွေကိုအပြစ်ပေးအရေးယူနိုင်ရေးအစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။